ိမ်အောင်ရှိပြီးသားယောက်ျားလေးတရားကိုကိုချစ်တယ်လို့ပြောလာလို့ရှိရင်ညင်းဆိုလိုက်ပါ။ဘာကြောင့်လဲဆိုတော့အခုဒီဆယ်လပိုင်းနှစ်ရက်နေ့မှာအာအိမ်အောင်ကြီးဖောက်ပြန်ခံရပြီးတော့မှဖခင်မရှိဘဲနဲ့ကလေးမွေးရမယ်ညီမလေးတယောက်ကြောင့်ပြောပြမှာဖြစ်ပါတယ်။သူ့ရဲ့ယောက်ျားကပြီးခဲ့တဲ့ဒီကိုလပိုင်း17ရက်နေ့ကမယားငယ်နဲ့လိုက်ပြီးသွားတာဖြစ်ပါတယ်တဲ့ညီမလေးမှာကကလေးနှစ်ယောက်နဲ့အခုဘိုက်တစ်ဘိုက်ရှိနေတာပေါ့နော်အဲ့ဒီဘိုက်ကအခုဒီဆယ်လပိုင်းနှစ်ရက်နေ့မှာမွေးမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့လာတဲ့လာပြပြထားတာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဒီနေရာမှာ မိန်းကလေးတွေအနေနဲ့ကျွန်တော်ကိုချင်းစာပေးဖို့အတွက်လိုပါတယ်။ကိုပတ်သက်လိုက်တဲ့ယောက်ျားလေးမှာသူ့မှာအရင်မိန်းမကြီးရှိနေတယ်၊မယားကြီးရှိပြီးတော့ကလေးတွေလည်းရှိတယ်။ပြီးတော့အခုလိုမျိုးမွေးကန်ပြီးဖွားခန်ပြီးမှမှအာယူထွက်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကအရင်အော်မိတယ်အညီမလေးကတော့အခု तू ကတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးအမြဲတမ်းကြည့်လို့ तू သူ့အတွက်ပေါ့နော်အမြဲတမ်းဒီမျက်ရည်ရာကြားစရာတော့မရှိတော့ဘူးတဲ့ငိုရပါများလို့ပေါ့နော်အဲ့တော့တကယ်လဲစိတ်မကောင်းဖြစ်ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာ ိမ်အောင်ရှိပြီးသားယောက်ျားတွေကလာပြီးပတ်သက်ပြီးဆိုရင်ကျွန်တော်တို့တေးချာတိတိဖြစ်စေမတိတိဖြစ်စေတိပြီးဆိုရင်ချက်ချင်းကျွန်တော်တို့ဟာနောက်ဆုတ်လိုက်တာအကောင်းဆုံးပဲအဲ့ဒါကိုအချစ်လို့သင်စားပြီးတော့မှမယူပါနဲ့အဲ့တော့ဒီမှာဆိုရင်ညီမလေးရေးထားတာကသူတို့ဆိုရင်တဲ့အခုဆိုရင်အာသူတို့နှစ်ယောက်ကြိုက်တာပေါ့နော်တလားတော်မပြည့်သေးဘူးတဲ့အခုဆိုတစ်တော့မှလည်းတင်ထားတယ်တဲ့အဲ့တော့ကျွန်တော်စိတ်ထင်တော့ဘယ်လိုမျိုးပေါင်းသင်းယူထားတာလဲတော့မသိဘူးပေါ့နော်အဓိကတော့ဒီ မယားကြီးနဲ့ကစာချုပ်စာတမ်းနဲ့လက်မှတ်ထိုးပြီးယူထားတာလားဒါမှမဟုတ်ကျွန်တော်တို့နယ်ဘက်မှာကျွန်တော်အမြဲတမ်းပြောတယ်လို့ကျွန်တော်တို့ရဲ့ဒီနယ်ဘက်ချမ်းမှာဆိုရင်မင်္ဂလာဆောင်နေဆိုရင်နားလည်မှုနဲ့ပဲလူကြီးတင်နေဒီတိုင်းပဲရိုးရိုးပဲမင်္ဂလာဆောင်ကြတာအဲ့တော့ဒီလိုမျိုးပဲဆောင်ထားတဲ့သူဆိုရင်တော့လေကျွန်တော်မပြောတတ်ဘူးပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီစာချုပ်စာတမ်းနဲ့ဆိုရင်တော့ဒါတွေကတရားစွဲလို့ရတယ်အဲ့တော့အခုဆိုရင်တော့လေတက်တော့မှလဲဒါသူနှစ်ယောက်မယားငယ်မနဲ့ချစ်ကြိုက်နေတာလဲတင်ထားတယ်မယားငယ်မကပေါ့နော်အဲ့တော့သူကတော့အခုချိန်မှာကျွန်တော်ကတော့ဟိုပြောမယ်ဆိုရင်တော့ ကိုချင်းစာစီချင်းနဲ့မိန်းကလေးများစုအနေနဲ့သူများယောက်ျားကိုဘာလို့လိုချင်တာလဲ။နံပါတ်၁ချက်။သူကကိုယ့်ကိုချစ်တယ်ပြောရင်ဒါရင်ခုန်ပြီးတော့မှဒါအချစ်ပါဆိုပြီးတော့မှလိုက်ပြီးတော့မှတစ်ဖက်မှာဖောက်ပြန်ခံရတဲ့မိန်းကလေးကကိုကိုတိုင်ဖြစ်နေမယ်ဆိုရင်လည်းစဉ်းစားကြည့်ပါ။ဒါအရန်ရေးကြည့်တယ်။ယောက်ျားလေးကလက်ပတ်တက်တိုင်းကိုကပတ်တက်ရမှာမဟုတ်။ယောက်ျားတည်းကကိုကိုချစ်တယ်ကြိုက်တယ်လက်ပြောတိုင်းကိုကပြန်ကြရမယ်လို့မဆိုလိုထားဘူး။ तू ကလူပြိုလာလူလွတ်လားပြန်ကြည့်ပါ။ ပြန်သွေးကြည့်ပါလူပြိုလူလို့ဆိုရင်တော့ okay ဘာမှမဖြစ်ဘူးဒါကျွန်တော်တို့ဒါပေမဲ့အခုဟာဒီဘက်မှာခလေးနှစ်ယောက်လည်းရှိနေတယ်ပြီးတော့ကျွန်တော်တို့ခလေးရလည်းအခုမွေးမှာအဲ့တော့ဒါဟာဖောက်ပြန်သွားတဲ့ယောက်ျားတွေလည်းမလုံသင့်ဘူးခမရဘာကြောင့်လဲဆိုသူများရဲ့သားသမီးကိုယူပြီးတော့မှအခုလိုမျိုးဒါတတ်တတ်ဒုက္ခပေးတာနဲ့တူတယ် okay မဒီမိန်းကလေးတီကောင်းတီဖြစ်စေမကောင်းတီဖြစ်စေကိုယ့်ရဲ့ဇနီးမယားဖြစ်နေပြီတချို့ကပြောတယ်ဗောနော်ကျွန်တော်အကြောင်းမသိလို့ပြောမိတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လင်မယားမြောက်မှာဘလို့ပြဿနာပဲရှိခဲ့ရှိခဲ့အခုချိန်မှာမွေးကန်ဒီဖွားကန်ဒီမှာတော့ဒီလိုမျိုးလေးတွေ မလုတ်တင်ဘူးဒါဟာအညိုးကြီးစွာနဲ့ပဲတမင်တကာအကွက်ဆင်ပြီးတော့ပဲအခုမှထပြီးဖောက်ပြန်သွားလို့တော့မှခံစားရတယ်။ဟောတစ်ဖက်မှာကလေးမွေးမဲ့မိန်းကလေးတယောက်အနေနဲ့ဘလို့တော့မှယင်ထဲမှာခံစားရမလဲဆိုတော့အလုံးပဲတွေးကြည့်ကြည့်ပါခင်ဗျ။အဲဒါကြောင့်မို့လို့အိမ်အောင်ရှိတဲ့သူတွေအနေနဲ့အာကိုယ့်ရဲ့ဇနီးမယားကိုကိုတစ္ဆာရှိရှိချစ်ပေးနိုင်တော့အကောင်းဆုံးပါပဲ။ဒါပေမဲ့ကျွန်တော်တို့တစ္ဆာမရှိနိုင်ဘူးဆိုရင်တော့မှအခုလိုမျိုးမွေးကန်ဒီဖွားကန်ဒီမှာတော့ကျွန်တော်တို့ဒီလိုမျိုးတွေတော့မလုတ်တင်ဘူးမလုတ်စီချင်ဘူး။ ဲ့တော့မိန်းကလေးများစုဘက်ကလည်းကိုကိုလာပြီးတော့ပတ်သက်တဲ့ယောက်ျားလေးတွေရဲ့နောက်ကြောင်းတွေကိုတေးချာလေ့လာပါပတ်သက်တဲ့မပတ်သက်တဲ့ဒါတွေကအချက်မဟုတ်ပါဘူးဒါတွေကဘဝအတွက်နာမည်လဲပြတ်စေတယ်ကိုယ့်အတွက်လည်းမျက်နှာပွေလင်းမှုတွေလည်းရောကြစေတယ်အဲ့ဒါကြောင့်မို့သူများရဲ့မိသားစုကိုယ့်အတွက်ကြောင့်လည်းပြတ်စီသွားတာမျိုးဖြစ်ပြီးဆိုရင်တော့အဲ့ဒါဟာတေးချာတယ်ဒါဟာကိုယ့်ကိုအာကုတူဝင်လာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့တတ်နိုင်ဆုံးရှောင်းတာအကောင်းဆုံးပဲဖြစ်ပါတယ်ခင်ဗျာ ဲ့တော့ဖောက်ပြန်မှုတွေကင်းစေခြင်းနဲ့အခုဒီညီမလေးဆိုရင်တော့သူကပြောမှဆိုရင်အခုတော့သူအားယူထားသူ့မှာတာသမီ3ယောက်ဆိုတာသမီ3ယောက်ကိုသူအတတ်နိုင်ဆုံးပြုစုပြောထောင်သွားမယ်လို့တော့သူပြောတယ်ပေါ့နော်အရန်လေးစားပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အာလင်ရောက်ကြားရတာမကံမကောင်းပေမဲ့တာသမီရတာတော့ကံကောင်းပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါတယ်ဗျာနောက်ထပ်နောက်ထပ်လည်းဒီလိုမျိုးတွေအိမ်တော်ကြီးဖောက်ပြန်တာမျိုးတွေမဖြစ်စေဖို့အတွက်လာပြီးတော့ share link ပေးခြင်းဖြစ်ပါတယ်ဗျာလူငယ်များအားလုံးနေနဲ့သင်ခန်းစာယူတတ်ကြပါစေဗျာ